စင်နဲ့တူတူယောက်ချင်းစီရဲ့ risk appetite level ပေါ်မှာမူတည်ပြီးတော့ risk ကိုဘယ်လောက်ယူမလဲပေါ့နော် high risk high return စွန့်စားမှ return များများပြင်ရမယ်ပေါ့အဲ့ဒါတွေကလည်းမှန်တဲ့ကလောက်မှန်နေပေါ့နော်အားကြောင့်ငွေလိုအပ်တာလေဆိုတာကိုသိဖို့လိုအပ်တယ်ပြီးရင်ဒီလူကကိုယ့်ရဲ့ငွေကိုဘယ်လောက်ကြောင်ယူထားမှလဲဟို social media တခုမှတွေးလိုက်တာအဲ့လူကပေါ့နော်ပြီးသွားပြီပေါ့အောက်က comments လေးတွေဖတ်ကြည့်လိုက်တော့တချို့က ထောင်းချီတောင်းချီပြီးတော့ပါဝါချရဲပေါ့နော်သိအောင်ဆိုတော့ကို surprise တောင်းဖြစ်သွားတယ်တိလာအားလုံးပဲမင်္ဂလာပါရှင် financial vigilance sports ကနေပြန်လဲကြိုးစို့ပါတယ်ဒီတစ်ပတ်မှာတော့ဝင်ရမယ်လို့စဉ်းစားထားတဲ့ content လေးอ่ะပေါ့နော်အခုစုဖတ်နေတဲ့စာအုပ်တအုပ်ပေါ့နော်ဒီ blog နဲ့လည်းဒီ channel နဲ့လည်းတက်ဆိုင်နဲ့ ဟာလေးဖြစ်တဲ့အတွက်ဒီဖတ်နေတဲ့စာအုပ်ထဲကနေပြီးတော့ပြန်လုပ်ပေးမှမယ်လို့စဉ်းစားထားပါတယ်။စာအုပ်ရဲ့နာမည်ကတော့ The Seven Secrets of Many Masters ပေါ့နော်။ Many Master တွေလုံးလေးရှိတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ပြုဝတ်ချက်ခုနှစ်ချက်ပေါ့။အခုဒီပြန်လည်ဝေမျှမှာက book review တော့မဟုတ်ပေါ့နော်ဒီစာအုပ်ကိုဖတ်ပြီးတော့စုနားလဲသလိုကိုယ့်အတွက်ကိုတိတ်ကဝေးလုပ်တဲ့ information လေးကိုပြန်လည် share မှာဖြစ်ပါတယ်ပေါ့နော် အဲ့တော့ဒီနေရာမှာနံပါတ်1ကသူကဘာလဲဆိုရင်နဲ့ safety တဲ့လုံခြုံမှုရှိဖို့ရေးကြည့်တယ်ပေါ့ safety ဆိုတာကဒီ page မှာကအစလို့ဒီ page မှာအများအမ်းပြောလို့ရှိတယ်အဲ saving လောက်ရမယ် saving လုံးရုံနဲ့မလုံလောက်ဘူး invest လောက်ရမယ်ပေါ့ဒါပေမဲ့အဲ့လို invest လုပ်တဲ့နေရာမှာလဲစုလို့ဒီပြောလို့ရှိကြတာက high risk high return ပေါ့အဲ့တော့ high risk high return ဆိုတာကလည်းဒီ personal တူတူတယောက်ချင်းစီရဲ့ risk appetite level ပေါ်မှာမူတည်ပြီးတော့ risk ကိုဘယ်လောက်ယူမလဲပေါ့နော်အဲတချို့ကြတော့လေ high risk high return ပေါ့အကြောင်းမှာပေါ့ငွေပြောငွေနဲ့ like လို့ပါလို့အဲ့လိုမျိုးတွေဟာဒီအဲဒါကနည်းနည်း greedy greedy ဖြစ်တဲ့လူတွေ investor တွေပြောလို့ရှိတဲ့စကားမျိုးတွေပေါ့နော်ပြီး high risk high return စွန့်စားမှ return များများပြန်ရမယ်ပေါ့အဲ့ဒါတွေကလည်းမှန်တဲ့လောက်မှန်နေပေါ့နော်ဒါပေမဲ့ ရိဆိုတာကသူတို့ဘယ်အရာမှမဆိုလို့ရင်အဆက်တင်ကြီးဆိုတာရှိနေတာပေါ့နော်မရေရာမတိချမှုကြောင့်ဖြစ်ပေါ်လာတဲ့ risk တွေရှိတယ်။အဲ့ဒီ risk တွေကိုကိုကလုံးဝကြီးဟို zero level tolerant အထိဖြစ်အောင်မလုပ်နိုင်တော့ညာလဲ risk ကိုအနည်းဆုံး mitigate level mitigate ဖြစ်အောင်တော့ reduce ဖြစ်အောင်တော့ကိုကလုပ်နိုင်စွမ်းရှိတယ်ပေါ့အဲ့တော့ invest လုပ်မယ်ဆိုလို့ရှိရင် high risk high return ဆိုတဲ့အတိုင်းစင်ကန်းတော်တော်အတင်းကြီးကို risk ယူပြီးတော့ စုံစမ်းလေ့လာခြင်းမရှိဘဲ invest လုပ်တာမျိုးမဟုတ်ဘဲနဲ့ဒီ invest လုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ်ပ္ပံကသူများလက်ထဲရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အ ਨੇ ဆုံးတော့စုံစမ်းစစ်ဆေးမှုလေ့လာမှုတွေတော့အ ਨੇ ဆုံးလုပ်တင်တယ်ပေါ့ဥပမာကိုကနေပြီးတော့လူတယောက်ယောက်ကိုပ္ပံချီးမယ်ဆိုရင်တောင်မှဒီလူရဲ့ဘာကြောင့်ငွေလိုအပ်တာလဲဆိုတာကိုသိဖို့ပြီးရင်ဒီလူကကိုယ့်ရဲ့ငွေကိုဘယ်လောက်ကြောင်ယူထားမှလဲဘယ်လောက် ကြာရင်ပြန်ဆက်มาလဲဘလို့ပြန်ဆက်มาလဲဆိုတော့အ ਨੇ ဆုံး information တော့သိတဲ့နေပေါ့เนาะအဲ့လိုပဲကိုက invest လုပ်တဲ့အခါမှာဆိုလို့ရှိရင်လဲကို invest လုပ်မဲ့ business business ကိုတော့အ ਨੇ ဆုံးကိုကသိတဲ့သူတို့ဘာလုပ်နေကြတာလဲမိတော့သူတို့လုံနေတယ်လုပ်ငန်းလေပတ်နေပုံကိုလည်းအနည်းဆုံးတော့အကြမ်းမြင်တော့တီမီခောက်ပြီးရှိတဲ့ကို knowledge မရှိရင်လည်း study လုပ်တဲ့။ဒါအပြင်လုပ်ငန်းကအရန်ကောင်းနေတဲ့ business လေပတ်နေတယ်ကောင်းကောင်းမွန်မွန်လေပတ်နေတယ်ဆိုရင်တော့ ဒီ business ကို lead လုပ်နေတဲ့လူတွေရဲ့ integrity ပေါ့နော်ဘုံသတင်းကိုလည်းအရင်ဆုံးလေ့လာတဲ့ ਨੇ ဒီလူတွေကဘယ်လိုလူမျိုးတွေလဲသူတို့နဲ့ပတ်သက်တဲ့ reputation ဘယ်လိုရှိသလဲပေါ့အဲ finance dam investment dam နဲ့ပြောရရင်တော့ due diligence သေးသေးချာချာလုပ်တဲ့ ਨੇ ပေါ့နော် အဲ business ကကောင်းနေပြီမဲ့ level နေတဲ့လူတွေကစိတ်ချယုံကြည်ရမှုမရှိဘူးဆိုလို့ရှိရင်လည်း fraud and errors တွေဖြစ်နိုင်တယ်။ဒါကြောင့်လို့ကိုယ့်ရဲ့ risk ကအဲ့နေရာမှာလည်းရှိနေနိုင်တာဖြစ်တဲ့အတွက်လုပ်ငန်းကိုလေးလာယုံနေမကောက်ဘူး။ဒီလုပ်ငန်းကိုလက်ပတ်နေတဲ့လူတွေကိုလည်းတည်တည်ဆတ်ဆတ်လေးလာတင်တယ်။အဲ့တော့အဲ့လိုမျိုးလေးလာပြီးတော့မှ risk ဆိုတာကတော့ဘလောက်ပဲကောင်းတဲ့လူတွေပဲဥဆောင်နေနေဘလောက်ပဲကောင်းတဲ့ business ကြီးပဲဖြစ်နေနေ ဒါကမမြင်ရတဲ့ outsider outsider impact တွေလည်းရှိနိုင်တယ် economic situation တွေ political situation တွေ geographical situation ကအစဖြစ်နိုင်ရဲ့ risk တွေဆိုတာရှိသေးတာဖြစ်တဲ့အတွက်ဒီ investment မှာ risk level ဘယ်လောက်ရှိလဲဒီ risk level ကိုငါက tolerance လုပ်နိုင်လားငါလက်ခံနိုင်စွမ်းရှိသလားမရှိဘူးလားဆိုတာတွေကိုပါစပြီးတော့ကြိုတင်ပြီးတော့လေ့လာသင်တယ်ပေါ့နော် ပြီးရင်ဒီ business ကိုဟာဒီ business မှာ invest လုပ်တဲ့နယ်လို့ပြောတဲ့ professional advisor ပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင်ကိုယ်လာဆွဲတဲ့ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်တကယ်ချင်းပဲဖြစ်ဖြစ်ဒီလူပြောတဲ့ဒီလာဆွဲတဲ့လူတွေရဲ့ integrity ပေါ့နော်ကိုချင်းတရားကိုလေကိုကလေးလာစီစေအကဲဖြတ်မယ်လာပြောတဲ့လူရဲ့ knowledge ပဲဘယ်လောက်ရှိလဲဆိုတာပေါ်မှာမူတည်ပြီးတော့လေကိုကဒီ risk ကိုယူသိမယူသိကိုလည်းဆက်လက်ပြီးတော့စဉ်းစားရမယ်နောက်ဆုံးချရင်မင်းပြောလို့ငါ invest လုပ်လိုက်တာလေးရှုံးသွားလေဆိုသူမျိုးလည်းမျိုးထိုးရသည်အတိတ်ပဲမရှိဘူးကိုနဲ့ပဲဆိုင်တယ်ကိုကိုယ်တိုင်ပဲ assess လုပ်ပြီးကိုကိုယ်တိုင်ပဲဆုံးဖြတ်ရမယ်ပေါ့နော် တော့ဟိုတလောကလည်းတွေးလိုက်တယ်ပေါ့နော် investment ဘိုင်းလုံးလုံးဝတော့ခုမသိလိုက်ပါဘူးညောက social media တခုမှတွေးလိုက်တာအဲ့အလူအားပေါ့နော်ပြီးသွားပြီပေါ့ဘာညာပေါ့ဆိုတော့အဲ့အနေအောက်က comments လေးတွေဖတ်ကြည့်လိုက်တော့တချို့ကထောင်းချီတောင်းချီပြီးတော့ပါဝါကြတယ်ပေါ့နော်သိအောင်ဆိုတော့ကို surprise ဆောင်ဖြစ်သွားတယ်တိလားဟိုသူတို့ဒီလူဒီလူငယ်လေးတယောက်ကဒီ invest လုပ်ဖို့ခေါ်တဲ့အခါမှာကိုပေးလိုက်ရမယ့်ပတ်စံအတွက် ဘလို့ဘလို့နေရာတွေမှာ तू invest လုပ်မှာလေဒီ invest လုပ်မဲ့နေရာတွေရဲ့ ROI ပေါ့နော် return on investment ကဘလောက်ထိ expectation ရှိတာလဲဘလို့ချောင်းရနိုင်တာလဲဆိုတာမျိုးတွေကို inquiry အနည်းဆုံးတော့လုပ်တင်တာပေါ့နော် investment မလုပ်ခင်အဲ့လိုမျိုး investment မလုပ်ခင်ကိုမေးတဲ့ question တွေကို completely မဖြေနိုင်ဘူးဆိုလို့ရှိရင်ဒီနေရာမှာ one red flag ဖြစ်ပြီပေါ့အဲ့လိုမျိုးဆိုတော့အဓိကကပြောချင်တာကကျမတို့အားလုံးက ဒီငွေကိုရှာနေုံနဲ့ပဲမလုံလောက်ဘူးရှိပြီးသားကိုယ့်လက်ထဲကငွေပျောက်ပြတ်မသွားအောင်လဲ safety purpose အနေနဲ့ထိန်းသိမ်းဖို့လိုတယ်အဲ့တော့ဒီနေရာမှာ many master တွေရဲ့အဓိကညှိဝှက်ချက်ကဘာလဲဆိုတော့အရက်စကားနဲ့ပြောရရင်မတိုးပွားရင်နေရှိတာလေးမပွန်သွားစေနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးပဲ many master တွေကငွေကိုကြီးပဲတိုးပွားအောင်ကြိုးစားပြီးရှာနေတာမဟုတ်ဘဲနဲ့ကိုယ့်လက်ထဲမှာရှိနေတဲ့အလုံးအရင်လေး ေးပါမသွားအောင်လို့လည်းလုံးဝအဓိကထားပြီးတော့ safety purpose အနေနဲ့စောင့်ရှောက်ဖို့လိုအပ်တယ်ဆိုတာကိုပြောချင်တာပေါ့နော်ကိုကအတင်းပွားအောင်လုပ်ဖို့အတင်း greedy ဖြစ်သွားတယ်ရှေ့ပြီးစွတ်ပြီးတွန်းလုံနေတာထက်စားလို့ရှိရင်ကိုယ်လက်ထဲကအလုံးရင်းလေးပျောက်ပြတ်မသွားဘူးခါအ ਨੇ ဆုံးတော့လိုအပ်တယ်အရင်ဆုံးကာကွယ်ထားဖို့လိုအပ်တယ်ပေါ့အဲ့တော့ဒါသည် Seven Secrets of Money Master တွေက Number 1 secret ဖြစ်ပါတယ်နောက်အပတ်ဒီမှာလည်း စုဖတ်မှတ်ရတဲ့လောက်ကိုဆက်လက်ပြီးတော့ share နိုင်ဖို့ကြိုးစားပါအောင်မယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်